ဒီနေ့ခိုင်ကျော် fashion နဲ့ပတ်သက်ပြီးတော့နောက်နေ့မှာဖတ်ထားတဲ့ t-shirt လေးတွေဝင် တောင်ဘယ်လိုရအောင်လဲပြောပြပေးမယ်တီရှပ်ကိုခိုင်းကျိုးလဲကြိုက်တယ်ဘာလို့ပေါ့ပေါ့ပေါ့နဲ့ဟိုသွားလာတာလွတ်လပ်တယ်ဒါပေမဲ့ဒီတီရှပ်ပလေးတွေကပေါ့နော်မဝှက်တတ်ဘူးဆိုလို့ရှိရင်လည်းမလှအောင်ဝှက်တတ်မယ်ဆိုလည်းပွဲရည်အထီအောင်ဝှက်လို့ရတယ်အဲ့တော့ဒီတီရှပ်ကိုဘယ်လိုဝှက်ရမလဲဆိုရဲဒီဖန်တီးထားတဲ့ပုံစံဒီနောက်နေမှာပြောထားတယ်အဲ့တော့ကိုကပေါ့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 နဲ့ပေါ့နော်တနေ့တားလုံးဖြတ်တန်းနေတယ်ဆိုရင်တော့ဟိုတီရှပ်နဲ့ဂျင်လေးနဲ့ပေါ့နော်ရွေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်ကိုရဲ့တီရှပ်ကိုတကယ်လို့ကိုကဒီစတစ်ကာတွေအများကြီးပါတယ်ပေါ့အဲ့စတစ်ကာတွေကိုဖုံးကျင်နေဆိုရင်တော့အပေါ်ကကုတ်အရှည်လေးရှာပြီး ီးတော့ထပ်လိုက်ပါတဲ့ဒါဆိုရင်စတိုင်ကြပြီးတော့လှတယ်ပေါ့နော်ဒါပထမဆုံးတစ်ခုပဲပြောထားတာနောက်တစ်ခုကကြတော့တီရှက်ကပိုင်းနဲ့လိုက်လဲဆိုတော့အုတ်ထုတ်နဲ့လည်းလိုက်တယ်နောက်ပြီးတော့လဲစည်းကြီးနေကမျက်မှန်နေဒါရီကတီရှက်နဲ့ဟိုတွဲဖက်တဲ့ခါကျရင်ပေါ့နော်အလိုက်ဖက်ဆုံးပစ္စည်းတွေပါပဲတဲ့နောက်တစ်ခုကကြတော့အဲတကယ်လို့ကွာဂျင်းနဲ့တီရှက်နဲ့တွဲပြီးတော့ဝတ်ပြီးအဲ့လိုဝတ်တဲ့ခါကျရင်ဒီဂျင်းမောင်းမိအယောင်နဲ့လုံးဝကွဲထက်တဲ့ကပတ်ကလေးပေါ့ကပတ်ကလေးကအဲဂျင်းမောင်းမိရတယ်ကလေးအဖြူလေးဆိုလို့ရှိရင်လည်းကပတ်ကအမဲလေးပေါ့ obsession နဲ့အယောင်လေးကိုရွေးရွေးပြီးတော့ပတ်ပေးမယ်ဆိုရင်လည်းအရန်လှတယ်တဲ့ ။ဒါနောက်တစ်ခုပြောထားတယ်။နောက်တစ်ခုကတော့သူစကတ်နဲ့တွဲပြီးတော့လည်းဝတ်လို့ရတဲ့ T-shirt တွေကိုအခုနောက်ပိုင်းစကတ်ကားကားလေးဇာလေးနဲ့လည်းတွဲပြီးတော့ဝတ်ကြတယ်။ T-shirt ကိုကြာအထည်ခါတဲ့ထည့်ဝတ်တာပေါ့နော်။အင်ကြီးခါတဲ့ထည့်ဝတ်တယ်။နောက်ခေါင်းဝင်အရှိနဲ့အစာတွဲပြီးတော့ဝတ်လို့ရတယ်။ပြီးတော့စကတ်တွေနဲ့လည်းတွဲပြီးတော့ဝတ်လို့ရတဲ့ T-shirt ကဒါဆိုရင်တော့မိန်းကလေးဆန်ပြီးတော့လှသွားရော။အဲ့လိုလည်းဝတ်လို့ရတယ်ပေါ့နော်။နောက်တစ်ခုကကြာတော့သူကတကယ်လို့ကိုက T-shirt နဲ့ပေါ့နော်ဒီ sport shirt တွေ T-shirt တွေဘောင်းမီပေါ့။ century ဝတ်ရတယ်ပေါ့နော်။တကယ်လို့ရုံးဝင်တဲ့အူးဆိုရင်တော့မှဘလို့ဝတ်လို့ရလဲဆိုတော့အောက်ကဖက်နက်စ က်ဆန်းလေးဝတ်လို့ရတယ်ဖနက်ကိုအရာတောက်တောက်ကလေးတွေနောက်ပြီးတော့ဘုတ်ဖနက်လေးတွေနောက်ပြီးတော့ရှင်သူကကျိုးတိုင်းလေးတွေပေါ့အဲ့လိုမျိုးလေးတွေအစွတ်ဖနက်လေးတွေအစအရာဆက်ဆန်းလေးတွေရွေးပြီးတော့ဝတ်လိုက်မယ်ဆိုလှမှာပါတဲ့နောက်ဆုံးတစ်ခုကကြတော့မိန်းကလေးတိတ်မဆန်တဲ့ဟိုပေါ့နော်ဒီပုံစံမျိုးတီရှပ်ဆိုတာဝတ်လိုက်မယ်ဆိုလို့ရှင်အဲ့တော့ကိုကမိန်းကလေးဆန်ကျင်တယ်ဆိုလို့ရှင်ဘာလို့ရမလဲဆိုနှက်ခဲနေရေးရေးလေးစိုးလိုက်ပါတဲ့ဒါဆိုရင်တော့ဟိုမိန်းကလေးဆန်ပြီးတော့လှသွားမယ်လို့ပြောတယ်နှက်ခဲနေမှာအခုနောက်ပိုင်းပေါ်နေလိမ္မောင်တောက်တောက်လေးတွေနော်အနီရောင်လေးတွေတီရှပ်အင်းဖြူလေးနဲ့ပဲဝတ်လိုက်အောင်အရန်လှသွားမှာအဲ့ တော့တိချက်ဆိုတာကကိုဝတ်တက်မယ်ဆိုရင်ဝတ်တက်သလောက်ပေါ့ပုံစံအစားဟိုပွဲတွေထီအောင်သွားလို့ရတယ်ပွဲဆိုအရင်ကြီးတော့ပွဲခန္ဓာမျိုးတော့မဟုတ်ဘူးပေါ့ပို့ပါပါသွားလို့ရတယ်ဒီနာမျိုးလေးเนาะဝတ်လို့ရတယ်အတိချက်လေးတွေကတော့ဟိုခန္ဓာကိုယ်မလာရသူတွေဆိုပို့ပြီးတော့တင့်တော်မယ်ထင်တယ်ဟိုခိုင်းချိုးဆိုဝါးဒီခါပါအစီရင်ရှိဆိုတိချက်လေးဝတ်လာရင်မြင်ရတော့တခြားတွေဝတ်လို့ရှိရင်တော့မှဟိုပေါ်နေသေးတယ်ခါနေရနော်လေးတောင်ဖြစ်လာလေးကိုရအတိချက်ကိုကြိုက်တိချက်ကဟုတ်တယ်เนาะဝတ်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 တက်တယ်လို့ပွဲတိုးရเนาะအတိချက်လေးတွေကအခုနောက်ပိုင်းမှာပြန်ပြီးဝတ်လာ မျိုးရှိတယ်เนาะကဲဒီတစ်ခါဆိုပြောမယ့်အကြောင်းအရာကတော့အတိုင်းထိန်းသိမ်းနေတဲ့ပတ်သက်ပြီးတော့ပေါ့เนาะအဓိကဘာလဲဆိုတော့ဒီနေအောင်ကလင်းစည်းရေပေါ့เนาะတို့တွေဒီ sand block တို့ဘာလို့ဆိုရင်ဒါဈေးွက်ထဲမှာလည်းအများကြီးပဲဒါကိုကြိုက်နှစ်သက်ရဝယ်ယူပြီးတော့သုံးဆွဲလို့ရတယ်အခုကကြတော့ homemade ပေါ့เนาะကိုအိမ်တွင်းမှာပဲဒါအသုံးပြုလိုက်ရပစ္စည်းတွေနဲ့ပြုလုပ်မှာ homemade sunscreen နဲ့ဒါ sunny artist ကနေရေးထားတဲ့အကြောင်းအရာလေးပေါ့เนาะဒီအဲ့အားလေးကလည်းအသုံးဝင်မယ်လို့ထင်တယ်ဒါဟိုပြောရမယ်ဆိုရင်ပေါ့เนาะဘာနဲ့လုပ်ထားလဲဆိုတော့လက်ဖက်ချောင်းနဲ့ပဲလုပ်ထားတဲ့အတွက်ကြောင့် ်သူကဒီပြုတ်လောက်ကလည်းလွယ်ကူတယ်အသုံးပြုတ်ကလည်းလွယ်ကူတယ်ပေါ့နော်ဝေကုံချေးကြလည်းဒီတခြားဈေးဘက်ထံပစ္စည်းတောင်မများဘူးအဲ့ဒါကြောင့်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပြမယ်နော်အရင်ဆုံးသူကလက်ကင်ပါတဲ့ဒေအိုးတက်တန်လေးတစ်ခုလေးကိုတဲ့ရေနှစ်ခွက်လောင်းထည့်လိုက်ပါလောင်းထည့်ပြီးပြီဆိုရင်အဲ့ဒီရေကိုနွေးအောင်တဲပေးရမယ်အဲခန်းနွေးနွေးလေးဖြစ်လာပြီဆိုရင်တော့သူကဒီလက်ဖက်ရေခွက် တဝက်ပေါ့နော်ဒီအကျန်း6ရွက်ပေါ့လက်ဖက်6ရွက်တွေကိုလက်ဖက်ရခွက်တဝက်စာလောက်အဲ့ဒါကိုခုနဒီရေနွေ့နွေ့လေးထည့်ထားတဲ့တွေကိုလောင်းထည့်ပေးရမှာလောင်းချပေးရမှာပေါ့နော်ပြီးတော့ဆက်ပြီးတော့မီးနည်းနည်းနဲ့15မိနစ်ကနေပြီးတော့ဒါမှမဟုတ်လဲပေါ့နော်မိနစ်20ပေါ့အဲ့လောက်ထိကိုစူအောင်တည့်ပေးထားရမယ်အဲ့လိုတည့်ပေးပြီဆိုရင်မီးပိုကနေပြီးတော့အဲ့အိုဖိလိုက်မယ်ပြီးရင်တော့ထည့်စရာတစ်ခုလေးကိုစကားနဲ့အဒီပေါ့နော်လက်ဖက်6အဖက်လေးတွေကိုစစ်ပြီးတော့ဒီအရေပဲကြာလာတဲ့အရေပဲယူမှာအဲ့ဒီအရေကိုယူပါတဲ့ပြီးတော့အဲ့ဒီအရေကိုအေးအေးခံမယ်ပေါ့နော် အေးခံပြီးပြီဆိုရင် ခုံးလုံးလေးညီနေအဲ့ဒီအရေကိုတို့တို့ပြီးတော့ကိုမျက်နှာတန့်စင်ထားတဲ့မျက်နှာတို့လေပင်းတို့ဒီနေရာတွေမှာဆိုရင်လက်တွေလည်းရင်းလို့ရတယ်အဲ့နေရာတွေမှာအဲ့ဒီခုနကပေါ့နော်တည်ထားတဲ့ဒီအေးခံထားတဲ့လက်ဖက်ချောက်အရေလေးနဲ့လိုက်ပြီးမျက်နှာတွေရောဒီလက်တွေရောလေပင်းတွေရောအကုန်လိုက်တို့ရုံပဲအဲ့လိုပြုလုပ်လို့ရတယ်ပေါ့နော်ပိုတာကိုကြတော့လေလုံးနဲ့ပူတဲ့ထဲရေခဲတက်တာရဲ့မှာဖြစ်ဖြစ်သိမ်းထားလို့ရပါတယ်တဲ့ဒါမနက်ပိုင်းကိုမနက်တိုင်းပေါ့နော်အပြင်နေမထီခင်မှာကိုအနေနဲ့ကြိုတင်ပြီးတော့လိမ့်သွားလို့ရတယ်နောက်ပြီးတော့အဲ့ဒီလက်ဖက်ချောက်ကကြာအန်ဒီယံမရှိတဲ့အတွက်ကြောင့်ဒီ ီပြန်ပြီးတော့လည်းမျက်နှာတင်စရာမလိုဘူးအပေါ်ကနေကိုဘာသာကိုတနခါထက်ပြီးလိမ့်တာပဲဖြစ်ဖြစ်မိကက်ထက်လိမ့်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလည်းလိမ့်လို့ရပါတယ်ဆိုပြီးပြောထားတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီလက်ဖက်ချောက်ကအဲ့ဒီနေရောင်ကာကွယ်ဆေးအဖြစ်လည်းအသုံးပြုလို့ရသလိုမျိုးပဲသူကအရေပြားချောက်တာလည်းကုသပေးနိုင်တယ်နောက်ဝက်ချောင်လည်းကုသပေးနိုင်တယ်တော်တော်တော့အကျိုးရှိရပေါ့နော်ဒါပေမဲ့တခုပဲအဲ့ဒါဘာလဲဆိုတော့ဒီပေါ့နော်တချို့ဒီဈေးခွက်ထဲကလက်ဖက်ချောက်တွေကအယောင်ဆိုးရလက်ဖက်ချောက်တွေရှိတတ်တယ်အဲ့အတွက်ကြောင့်ဒါဒီရဲမှာအယောင်ဆိုးရတဲ့ဓာတ်ဓာတ်ပစ္စည်းဓာတ်တွေပါရင်တော့အသားရည်ဘာလဲပတ်သက်ပြီးထိခိုက်သွားမျိုးဖြစ်နိုင်တယ်အ ဲ့ဒါကြောင့်လက်ဖက်ချအစစ်ကိုပဲအသုံးပြုစေချင်တယ်ဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်။ဒီတော့လက်ဖက်ချကနေပြီးတော့ဒီလိုမျိုးပေါ့နော်ဆေးစွမ်းဘယ်လိုမျိုးပေးစွမ်းလဲဆိုတော့သူကဗာလဲဆိုတော့ catechin ဆိုတဲ့သဘာဝ antioxidant drug ပေါင်းကအဲ့လက်ဖက်ချမှာပါတယ်။ဒီတော့သူကဗာလဲဆိုတော့ free radical ကြောင့်ဖြစ်တဲ့အရေးပြားပျက်စီးမှုတွေဒါတွေသူကခုခံပြီးတော့ကာကွယ်ပေးထားနိုင်တယ်။နောက်ပြီးတော့ဒီသိပ်ပံနေကြဆစ်ဆေးစမ်းသပ်မှုတွေအရာဆိုရင်လက်ဖက်ချရဲ့ပါဝင်ပစ္စည်းတွေမှာဆိုရင်သူကခရမ်းလွန်ရောင်ကြီးကြောင့်နဲ့ပျက်စီးမှုတွေကိုဖြေလျှော့ပေးနိုင်တဲ့တက်တည်လေးရှိတာတွေ့ရှိခဲ့ရတယ်။အဲ့ဒါ ချက်ကြောင့် sunscreen အဖြစ်အသုံးပြုနိုင်တာပေါ့နော်။နောက်ပြီးလက်ဖက်ချောက်ကအရေးပြားကင်ဆာဖြစ်တာကိုလည်းသူကကာကွယ်ပေးနိုင်နေဒီဒီလိုမျိုးပေါ့နော်။ကိုယ်အနေနဲ့ဒီလက်ဖက်ချောက်နဲ့ပတ်သက်ပြီးတော့ခုနလိုမျိုးပဲအိမ်သွင်းမှာအသုံးပြုတဲ့အိမ်သွင်းမှာပြည့်လုံနည်းလေးပေါ့နော်။သိထားမယ်ဆိုရင်ကိုယ့်ဘာသာကို homemade sunscreen လေးဒါကိုလည်းကိုယ်အသုံးပြုရင်အသုံးပြုနိုင်တယ်လို့ဒီခွက်အနီတော်လေးမှာထည့်ပြီးတော့ကိုယ်နေ့စဉ်အသုံးပြုလို့ရတယ်။ sunscreen တို့ sunblock တို့လုံးဝမလိမ့်တာထက်စာရင်ဒါလေးကိုလည်းဟိုဒါလေးကိုပေါ့နော်။ကိုယ်အနေနဲ့အိမ်ထဲမှာပြည့်လုံပြီးလိမ့်မယ်ဆိုရင်ကိုယ့်ရဲ့အရေးပြားမှာရှိတဲ့ free radical ရဲ့အကြောင်းဖြစ်တဲ့ ုံမဲမှုတွေကိုကိုတားဆီးပေးထားနိုင်တယ်။ဒါလေးတော့အသုံးဖွင့်မယ်လို့ထင်ပါတယ်เนาะ။ဟုတ်တယ်เนาะ။ပြီးတော့လက်ဖက်ချောက်ကြီးဆိုစင်းစစ်ကက်ကက်ကြီးလည်းဖြစ်မှာမဟုတ်ဘူး။ဟုတ်တယ်။အဲ့လက်ဖက်ချောက်နဲ့လေးလည်းမှုွေးနေမှာเนาะ။ဟုတ်တယ်။ကဲအစရင်ခဏနားရအောင်เนาะ။ထပ်မံပြတက်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်။အခုတော့ခေတ်သစ်ပြုံးမိအစီအစဉ်ကိုခဏလေးနားအောင်မယ်เนาะ။